ရသောဘုရားတရားတော်ကိုခွဲခြားစိတ်ဖြာပြီးတော့ကြည့်လို့ရှိရင်ရသောဘုရားစကားတော်ဟာဓမ္မနဲ့ဝိနည်းလို့နှစ်မျိုးရှိတယ်ဓမ္မလို့ဆိုတာကတဘာဝတရားတွေကိုဟောပြောဆုံးမတဘာဝတရားတွေကိုရည်ညွှန်းပြီးတော့ဓမ္မဝိနည်းဆိုတာတန်ဃာတွေ တန်ကအဖွဲ့အစည်းလိုက်နိုင်ရမယ့်စီရင်စည်းကမ်းတွေကိုသတ်မှတ်ထားတာဒါဝိနည်းရ။ရသော်ဗျာတရားတော်ကိုအနစ်ချုပ်ပြီးတော့ပြောမယ်ဆိုရင်ဓမ္မနဲ့ဝိနည်းရဒီနှစ်ခုရှိပါတယ်။အဲ့ဒီဓမ္မဆိုတဲ့အထဲမှာဘာတွေပါတော့လို့ဆိုရင်သုတ်တန်တရားတော်နဲ့ဝိနည်းအဘိဓမ္မာတရားတော်လို့နှစ်မျိုးခွဲရမှာပါ။ဓမ္မနဲ့အဘိဓမ္မာလို့ အဘိဆိုတဲ့စကားလုံးမပါတဲ့ရိုးရိုးဓမ္မဆိုတာတုတ်တန်တရားတော်တွေကိုရည်ညွှန်းပြီးတော့အဘိဓမ္မဆိုတာတော့ထူးခြားလေးနဲ့တဲ့အဘိဓမ္မဒေသနာတော်ကိုရည်ညွှန်းတယ်ဝိနည်းရဲ့တုတ်တန်တရဲ့အဘိဓမ္မရဲ့လို့သုံးမျိုးခွဲလိုက်တဲ့အခါကျတော့ဒါကိုပိဋကသုံးပုံလို့ဒီလိုခေါ်ကြပိဋကဆိုတာသင်ယူရမယ့်ချမ်းသာလို့ ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့ text to be learning ပေါ့ to be learned သင်ယူရမယ့်ချမ်းစာလို့အဓိပ္ပာယ်ရမှန်ပါပါအဲ့ဒီသင်ယူရမယ့်ချမ်းစာဟာ၃မျိုး၃စားခွဲထားတယ်။တန်ခါအဖွဲ့စည်းလိုက်နိုင်ရန်စီမင်းစည်းကမ်းနေအနေနဲ့ဟောထားတာကဝိနည်း။တဘာဝတရားကို လောကဝဟာရတွေနဲ့တင်းပြီးတော့လှုပ်တဲ့မလှုပ်တဲ့ဘယ်ရာလှုပ်တဲ့နဲ့ဘယ်ရာမလှုပ်တဲ့မူစသဖြင့်လှုပ်တဲ့မလှုပ်တဲ့ဤဥပဒေတွေပေးပြီးတော့ဟောတာကဓမ္မတုတ်တန်တတုတ်တန်တရားအဘိဓမ္မာကျတော့လှုပ်တဲ့မလှုပ်တဲ့ဆိုတာကို မပြောတော့ဘူး တဘာဝတရားတွေဟာဘယ်ပုံဘယ်နည်းဆိုင်ရာအကြောင်းတရားတွေမှီပြီးတော့တဘာဝတရားတွေဟာဖြစ်ပေါ်နေသလဲဆိုတာကိုတဘာဝတရားတက်တက်ရှင်းလင်းဟောပြောတာကြတော့အဘိဓမ္မာမှန်လားအဘိဓမ္မာကြတော့ပုဂ္ဂိုလ်နဲ့ဆက်ဆက်ပြီးတော့မဟောတော့ဘူးတဘာဝတရားတက်တက်ကိုဟောတယ်တုတ်တံဆိုတာပုဂ္ဂိုလ်နဲ့ဆက်ဆက်ပြီးတော့ဟောတယ် ပြီးတော့မှကျတော့တဘာဝတရားတသက်ကိုဟောတယ်လို့မှန်ပါဗျာ